အမျိုးသားနဲ့အတူနေပြီးနောက်ပိုင်းမင်းမကူကနေသွေးဆင်းတာဘာဖြစ်တာလဲဆိုတာလေ့လာကြည့်အောင်တခါမှလိန်ဆက်ဆန်ဖူးခြင်းမရှိသေးတဲ့အမျိုးသမီးတယောက်ရဲ့ပထမဦးဆုံးလိန်ဆက်ဆန်ပြီးတဲ့နောက်ပိုင်းမှာမင်းမကူကနေသွေးဆင်းတာမျိုးကပုံမှန်လို့ဆိုရပါမယ်အိမ်တော်ကြာလာလဲကြာပြီအရင်တော့ကတော့ဘာမှမဖြစ်ပဲခုရက်ပိုင်းမှာအမျိုးသားနဲ့အတူနေပြီးတိုင်းမင်းမကူကနေသွေးဆင်းတယ်ဆိုရင်တော့ဆိုရင်တက်ကြတာတဘာဝဖြစ်ပါတယ် ဘာများဖြစ်လို့လဲကိုဝင်ပြတ်ကြတာလားရာသီလာနေတာလားကင်ဆာလားဆိုပြီးတွေးရခက်တဲ့မေကွန်ပေါင်းများစွာဝင်လာပါလိမ့်မယ်ဒီစီစဉ်မှာတော့အမျိုးသားနဲ့အတူနေပြီးနောက်ပိုင်းမေမကိုကနေသွေးဆင်းခြင်းကိုဖြစ်စေတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ဒါတွေကိုတည်ထားတော့ကိုဖြစ်နေတာနဲ့ဘာနဲ့ကပ်ညီနေလဲဆိုတာသိရပြီးစောစောကုသမှုခံယူလို့ရမှာဖြစ်ပါတယ်အမျိုးသားနဲ့အတူနေပြီးနောက်ပိုင်း မိမကူကနေသွေးစင်းတာဒါတွေကြောင့်ဖြစ်နိုင်ပါတယ်။နံပါတ်၁ဟော်မုန်းပါတဲ့သတိဓာတ်ဆီးတွေရဲ့အရှိန်ကြောင့်ပါ။ကိုတောက်နေတဲ့ဟော်မုန်းပါတဲ့သတိဓာတ်ဆီးတွေကြောင့်မိမကူ၆တွေ့တက်ပြီး အတူနေတဲ့အခါမိမကူနာတာနေပြီးနောက်ပိုင်းသွေးစင်းတာမျိုးတွေဖြစ်တတ်ပါတယ်။တကယ်သာဒီဓာတ်ဆီးကြောင့်အတူနေပြီးတိုင်းမိမကူသွေးစင်းတာမျိုးဖြစ်ခဲ့မယ်ဆိုရင် တခြားသတိဓာတ်နည်းတစ်ခုကိုပြောင်းပြီးရွေးချယ်တင်ပါတယ်။နံပါတ်၂ လိင်ဆက်ဆံရာမှကူးစက်တတ်တဲ့ယောဂါတွေလိင်ဆက်ဆံရာကနေကူးစက်တတ်တဲ့ယောဂါတွေဖြစ်တဲ့ကလာမိုင်ဒီယာဂိုနိုရီယာနဲ့ထရိုက်ကိုမိုနီယာစစ်တိုဟာတေအင်ကောင်းကိုရောင်ရမ်းစေတာကြောင့်အတူနေပြီးတိုင်းမိမကိုကနေသွေးဆင်းတာဘိုက်အောင်နာတွေဖြစ်စေတတ်ပါတယ်နံပါတ်3တေအင်မှာအသားလုံးတဲခြင်းအသက်40ကျော်နောက်ပိုင်းအမျိုးသမီးတွေအဖြစ်များတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်တေအင်တို့တေအင်ကောင်းတို့ကနေအသားလုံးလေးတွေတွဲကြနေတတ်ပြီး အမျိုးသားနဲ့အတူနေတဲ့အခါတော်တော်ပွတ်မိနေတတ်လို့သွေးကြောလေးတွေပေါက်ပြီးသွေးဆင်းတာမျိုးဖြစ်တတ်ပါတယ်ဒီလိုတအိမ်မှာတဲတဲ့အသားလုံးတွေကကင်ဆာတော့မဟုတ်ပါဘူးနံပါတ်၄မိမကူ၆သွေးချင်းပုံမှန်ဆိုဆူဆွတ်နေရမယ်မိမကူ၆သွေးလာတဲ့အခါအတူနေတဲ့အချိန်တိုင်းနာကျင်တာအတူနေပြီးတော့လေအောင်မိကြံခဲ့တာရံဖန်ရံခါသွေးဆင်းတာမျိုးတွေဖြစ်တတ်ပါလေဒါကိုတက်တာစီခြင်းရောမိမကူအဆူရထင်းခရင်တွေချောစီတွေတုံးပေးလို့ရပါတယ် တစ်ခုရှိတာကတော့ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးမှကိုနဲ့တင့်တော်တဲ့ခရမ်လီရွေးချယ်သုံးစွဲဖို့ဖြစ်ပါတယ်။ဓမ္မတဲတာတွေသုံးပြီးရင်ဖြစ်နေတဲ့ဝင်နာပိုဆိုးသွားမှာဖြစ်ပါတယ်။နံပါတ်၅မင်းမကူမှုဆွဲတဲ့ဝင်နာခံစားနေရခြင်းမင်းမကူမှုဆွဲတာမင်းမကူပိုးဝင်နာမျိုးတွေဖြစ်တဲ့အခါမင်းမကူရောင်ရမ်းနေလို့အမျိုးသားနဲ့အတူနေတဲ့အချိန်နာကျင်တာနဲ့အတူနေပြီးတိုင်းသွေးစင်နာမျိုးတွေဖြစ်တတ်ပါတယ်။မင်းမကူမှာပဲပိုးဝင်နေရင်တော့သွေးစင်နာမျိုးမဖြစ်ပဲ ရရနာကျင်တာမျိုးသာရှိတတ်ပေမဲ့တင်ကောင်းအထီကိုပါပိုးဝင်သွားရင်တော့သွေးဆင်းတာမျိုးတွေရှိတတ်ပါတယ်။နံပါတ်6တင်ကောင်းကင်ဆာတင်ကောင်းကင်ဆာကလည်းမိမကူကောင်းနေသွေးဆင်းခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။သူ့မှာထူခြားတာကဆင်းလာတဲ့ညိုညံ့အရေးတွေဟာအနံ့ဆိုးတက်ပြီးအခြားနာကျင်တဲ့ဝိညာဉ်တွေတော့မပြတ်တတ်ပါဘူး။ဒါကြောင့်မိမကူကနေအနန္တနဲ့အရေးတွေဆင်းလာပြီးဆိုတာနဲ့မပေါ့ဆပဲစေခံသွားပြဖို့လိုအပ်ပါတယ်။ဒါတွေကတော့ အမျိုးသားနဲ့အတူနေပြီးနောက်ပိုင်းမိမကိုကနေသွေးစင်းချင်းကိုဖြစ်စေတဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်။ဒီစီစဉ်မှာပြောပြထားတဲ့အတိုင်းသွေးစင်းချင်းကိုဖြစ်စေတဲ့အကြောင်းရင်းတွေကများတာကြောင့်ဘယ်လိုအကြောင်းအရာကြောင့်ဖြစ်တာလဲဆိုတာသေချာသိရဖို့စစ်ဆေးမှုတွေခံယူသင့်ပါတယ်။ဆက်လက်ပြီးတော့အရေးပြက်လေးဝိတက်လေးဖြစ်ရတဲ့အကြောင်းရင်းတွေကို လေ့လာကြည့်အောင်။ညာဖက်အရေးပြက်ပြီးမဲ့ ကိုအလေးချိန်မကြပဲပူပူဝလာတဲ့သူတွေရှိပါတယ်အေးရေးမွားလို့မလန်းဆန်းတာပြင်ဝိတ်ကတက်လာတော့ပူပြီးလေးလံတာပေါ့ဒါကြောင့်အေးရေးပြက်ခြင်းနဲ့ကိုလေးချိန်တက်ခြင်းကဘလို့ဆက်ဆက်နေလဲဆိုတာကိုတင်ဆက်ပေးခြင်းပါတယ်အိတ်ဆက်ခြင်းဟာအုံနောက်အတွက် အာဟာရဖြစ်ပါတယ်ကောင်းကောင်းမအိတ်ဆက်ဘူးဆိုရင်အုံနောက်ကအလုတ်ကောင်းကောင်းမလုံနိုင်တော့ပဲဆုံးပြတ်ချက်တွေမှားယွင်းလာပါမယ်ဒါအပြင်မလန်းဆန်းမဲ့မူးနောက်နေမှာလည်းဖြစ်ပါတယ် အိမ်ဆက်တဲ့အချိန်နည်းလာတဲ့ဆိုတာအုံနောက်အတွက်လည်းအာဟာရနည်းလာတဲ့သဘောဖြစ်ပါတယ်ဒီလိုအချိန်မှာအုံနောက်ကအာဟာရဓာတ်ပိုလိုအပ်လာပြီးကော်တီဇောဆိုတဲ့ဟော်မုန်းတစ်မျိုးလည်းထွက်လာပါတယ်ကော်တီဇောဟော်မုန်းကခန္ဓာကိုယ်ကိုအစီကစီဓာတ်ပဝန်းမှုများတဲ့အစာတောက်တွေစားတော့ဖို့အချက်ပေးလိုက်ပါတယ်ဒီခါမှာအစာစားခြင်းစိတ်တွေဖြစ်ပေါ်လာတာကြောင့်ညဘက်အေးပြက်တဲ့ဒူတွေမှာညဘက်မှာအစာပိုစားဖြစ်ကြပါတယ်နောက်ထပ်အချက်တစ်ချက်အနေနဲ့ကတော့ညဘက်အေးပြက်ဒူတွေမှာ အင်ဆူလင်ဟော်မုန်းရဲ့လှုပ်ဆောင်နိုင်စွမ်းကျဆင်းသွားတတ်ပါတယ်။အင်ဆူလင်ဟော်မုန်းကစားသမျှကစီဓာတ်၊တခြားဓာတ်တွေကိုခန္ဓာကိုယ်ကလိုအပ်တဲ့စွမ်းအင်အဖြစ်ပြောင်းလဲပေးတာဖြစ်ပြီးဒီလုပ်ငန်းကိုတေချာမဆောင်ရွက်ပေးနိုင်တော့တဲ့အခါစားသမျှအစားအစာတွေကခန္ဓာကိုယ်မှာအဆီဖြစ် စုပုံလာပါတော့တယ်။မြတ်ဖက်အရေးပြက်လေး၊ဝိတ်ပူတက်လေးဖြစ်လာတာပါ။ကောင်းကောင်းအိပ်စွတ်ဖို့ကရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါအရေးကြီးပါတယ်။ဒါအပြင်ပင်ပန်းနဲ့မနှခင်ကိုဖြစ်စေပါတယ်။ မလခင်မှာအိယာထားဖို့အရန်ခက်နေတယ်မထကျင်ထကျင်ထားလိုက်တယ်လေ့ကျင်ခန့်လို့ရေချိုးမနှဆာစားပြီးတဲ့အထိတောင်လူကမလန်းဘူးပင်မနဲ့မလခင်ဖြစ်နေလို့ခံစားနေရခြင်းမလခင်တိုင်းမှာပင်မရရကတော့နစ်နစ်ချိုက်ချိုက်အိပ်ပျော်နေတော့မှရုတ်တရက်လန့်လို့တာဒါမှမဟုတ်အနိုးခံရတဲ့ခါမျိုးမှာဘုံနောက်ကပြပြပြရောမလို့သေးတာကြောင့်မနှခင်မှာပါပင်မနဲ့လို့ခံစားရတာဖြစ်ပါတယ်ညဖက်မှာအိယာဝင်ကြိမ်မှန်မှလည်း ခန္ဓာကိုယ်ကအင်အားပြည့်ဝပြီးမနက်ခင်းမှာလန်လန်ဆန်ဆန်တက်ကြွနေမှာဖြစ်ပါတယ်။ဒါကြောင့်ညဖက်တိုင်းမှာပုံမှန်အိတ်ချိန်ထားရှိဖို့လိုအပ်ပါတယ်။အိတ်ခါနီးအနည်းဆုံး9ဝက်အလိုမှာဖုန်းမသုံးသင့်ပါဘူး။အိတ်ခါနီး2နာရီအတွင်းဖုန်းသုံးမယ်၊ကွန်ပျူတာသုံးမယ်ဆိုရင်ညဖက်အိတ်ဆက်မှုမှာနှောက်ယှက်ဖြစ်စီပြီးမနက်ခင်းအိတ်ရထားတဲ့အခါပင်ပန်းတယ်လို့ခံစားရနိုင်မှာဖြစ်ပါတယ်။ခေါင်းကမြင့်နေတာ၊မွေ့ရကမာလွန်းနေတာ၊အိတ်ရခင်းကကျန်းတာစတဲ့အချက်တွေကလည်း တက်တော့တက်တာမရှိသလိုခံစားရစီပြီးနှစ်နှစ်ထိုက်ထိုက်အေ့ပျော်ဖို့ခက်စေတာကြောင့်မနေ့ကလူလာတဲ့အခါပြင်ပန်းစီမှာဖြစ်ပါတယ်။ညာဘက်အိတ်ချိန်မှာစီးခဏခဏထသွားရတာကလည်းအိတ်ဆက်မှုကိုအနှောက်အယှက်ဖြစ်စေလို့မနေ့ကမှအေးမှုပါပဲပြင်ပနယ်လို့ခံစားရစေနိုင်ပါတယ်။အိတ်ခါနီမှာရေအများကြီးတောက်မိတာကြောင့်စီးခဏခဏထသွားနိုင်သလိုစီးချိုလိုမျိုးကျန်းမာရေးပြဿနာကြောင့်လည်းစီးခဏခဏထသွားရနိုင်ပါတယ်။ကောင်းကောင်းအိတ်ဆက်ဖို့ကရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာကြားမိုင်းအတွက်ပါအရေးကြီးပါတယ်။ဒါကြောင့်ညဘက်တွေအိတ်ချိန်သတ်မှတ်ဖို့အရေးကြီးပါတယ်။အိယာကိုအိတ်ဖို့အတွက်သာတုံးမှာအိယာပေါ်မှာလှုပ်စရာလှုပ်တွေတဲမလာပါနဲ့။အိတ်ချိန်ကိုနေ့တိုင်းပုံမှန်ထားပါ။ညဤခါနီးကိုအရက်နဲ့အစားတော့အလွန်ကျွံစားခြင်းရှောင်ခြင်းပါ။ညနေဖက်တွေကော်ဖီလက်ဖက်ရည်အားဖြင့်အချိုရည်တောက်ခြင်းရှောင်ခြင်းပါ။ညဘက်အိတ်တဲ့အခါမိမိတ်အိတ်ပါ။တို့မဟုတ်မိအလင်းကိုခပ်မိမ့်မိန်တာထားအိတ်ပါ။ အိတ်ဆက်ချင်းကိုတည်တည်ချာချာယူဆိုင်မယ်ဆိုရင်အရေးပြတ်ချင်းကြောင့်ဖြစ်လာတဲ့ကျန်းမာရေးနောက်ဆက်တွဲအကုန်လုံးကိုဖြည့်ရှင်းပြီးသားဖြစ်သွားမှာဖြစ်ပါတယ်